လူတယောက်ရဲ့ကိုချင်းတရားကောင်းမကောင်းကိုချင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလားမသိဘူးကိုချင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းတင်ကြည့်လို့ရှင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတော့မှပဲမြတ်စွာဘုရားမဟောတော့တင်စခေါ်ဒီကေနအတုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးအဲဆိုလူလောကမှာဟန်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်လေ။ဘယ်မှာကြည့်လိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့ရောင်ရောင်ရှိတယ်။ ကြာကြာပေါင်းတဲ့ခါကျကြာကြာမထိန်နိုင်တဲ့ခါကိုကျင့်တရားမကောင်းဘူးဆိုတာသိတာနော်ဒါကြောင့်မို့တင်ဆက်ခေါ်ဒီကိနအတုနာနဣတရေအချင်းကြာကြာမှသိနိုင်တယ်အဲ့တော့အချင်းကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့ဘာလဲဆိုမနတိကရောတာနောအမနတိကောတတိထားတဲ့လူမှသိမှာတဲ့တတိမထားရင်မသိဘူးတဲ့လူတယောက်အကြောင်းတတိထားရမယ်ကိုကျင့်တရားကောင်းတယ်မကောင်းဘူးဆိုတာ ိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်တတိထားမှမြင်တယ်ဒါဖြင့်တတိထားတိုင်းသိသလားလဲဆိုတော့မသိသေးဘူးတဲ့ပင်စခေါ်ပညာဝတ္တာပညာရှိမှသိတယ်ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေနေမကောင်းတဲ့လူလည်းကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ရင်ထင်နေမှာပဲဟုတ်ကဲ့လားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုသိဖို့အတွက်နံပါတ်1အချိန်ကြာကြာပေါင်းရကြည့်ရမယ်နံပါတ်2တတိထားရမယ် နံပါတ်3ပညာရှိရ